နောက်တတိယသမာဓိဘာဝနာတမျိုးအပါတော့ဆိုအဲ့ဒီသမာဓိဘာဝနာကတော့တတိသံသေညာအာယုတခုပေါ်မှာအမှတ်ရနေဖို့နဲ့အာယုရဲ့သဘာဝကိုထင်ထင်ရှားရှားသိနေဖို့အမှတ်ရဖို့နဲ့သိမြင်ဖို့ဆိုတဲ့တတိသံသေညာအတွက်ပွားရတဲ့သမာဓိဘာဝနာအဲ့ဒါကြတော့ဝိပဿနာချင်းစင်နဲ့သွား ။ဥပဒနာချက်။ဥပဒနာတမာရီကိုထူထောင်တဲ့အခါကြည်ဝိပဒနာတမာရီကိုထူထောင်မယ်ဆိုလို့ရှိရင်သမထကသွားတဲ့ဝိပဒနာတမာရီလားသို့မဟုတ်ဝိပဒနာတက်တက်ကသွားတဲ့ဝိပဒနာတမာရီလားနှစ်မျိုးစလုံးရှိတယ်။သမထကသွားတဲ့သမာဓိဆိုလို့ရှိရင်အာယုံပြောင်းရအာယုံပြောင်းတယ်ဆိုတာ သမထသမာဓိတုံးကဘာကိုအာရုံပြုလို့ဆိုပြဉ္ညက်ကိုအာရုံပြုဝိပဿနာကိုသွားခြင်းမြင်ဆိုင်အဲ့ဒီပြဉ္ညက်ကိုဆက်ပြီးတော့အာရုံပြုလို့မရဘူးအဲ့ဒီပြဉ္ညက်ကိုအာရုံပြုပြီးတော့ဖြစ်နေတဲ့စိတ်တွေပေါ်မှာအာရုံကြောင်းပြရတယ်အော်စိတ်စေတသိက်နန္ဒီယားတွေပေါ်မှာအာရုံကြောင်းလိုက်တာနဲ့တကြိုင်နဲ့ခုနကပြဉ္ညက်အာရုံမဟုတ်တော့ဘူးသင်္ခါရအာရုံတစ်ခုဖြစ်တာအာရုံကြောင်းတဲ့နေစစ်တယ် အဲ့ဒါလို့အာယုံပြောင်းလိုက်တဲ့အခါမှာသမထသမာဓိရဲ့စွမ်းရည်တက်တိတွေကအင်မတန်မှကောင်းလို့သို့မဟုတ်ဝိပဿနာကျင့်လို့ဝိပဿနာရဲ့သမာဓိရဲ့စွမ်းရည်တက်တိတွေကကောင်းတဲ့အာယုံပြောင်းပြီးတော့ကြီးလိုက်တာနဲ့တကြိုင်နဲ့မိမိရဲ့ဖြစ်ပေါ်လာတဲ့စိတ်တွေရဲ့အနေအထားကိုအာယုံပြောင်းပြီးတော့ကြီးလိုက်တာနဲ့တကြိုင်နဲ့ဘာတွေသိရတော့လို့ဆိုသူ့စိတ်ထဲမှာရှိတဲ့ခံစားချက်တွေဖြစ်လာတာထင်ရှားတွေ့ရတယ် ဆိုတော့ဝန္တာရာဖြစ်လာလို့ရှိရင်ဝန္တာမှုဖြစ်ချာတွေ့ဘုန်းကြီးတို့တွေကဝန္တာပြီးမှသိချင်သိလိမ့်မယ်ဝန္တာနေတော့သိချင်မှသိတာနော်မသိနိုင်ဘူးဝန္တာနေဝန္တာပြီးရင်တော့အောင်ငါဝန္တာတယ်လို့ပြောလို့ရဝန်းနေနေတဲ့အချိန်မှာလဲဝန်းနေတယ်လို့မသိဘူးပြီးတော့မှဝန်းနေတယ်လို့သိရခံစားချက်ဝေဒနာတွေကိုချက်ချင်းသိတာမဟုတ်ဘူးနောက်မှပြန်တွေးနေပြန်တွေးကြအေးခုလို့ တတိတံစဉ်ညထက်တန်လာပြီဆိုလိုက်တာနဲ့တရားနဲ့တတိဆွမ်းအားဆင်ញင်မှုဆွမ်းအားတွေကြောင့်မို့လို့ဒီသမာဓိရဲ့ဆွမ်းအားတွေအသုံးပြုလိုက်တဲ့အတွက်ကြောင့်ခံစားမှုပေါ်လာတယ်ပေါ်လာတဲ့အချိန်ချက်ချင်းပြီးပေါ်လာပြီးတဲ့နောက်ခံစားမှုအခိုက်အတန့်တည်တန်းသွားတယ်တည်တန်းသွားတဲ့အချိန်မျိုးပြီး အဲ့ဒီခံစားမှုဝေဒနာလေးချုပ်သွားလို့ရှိရင်ချုပ်သွားမှသိလိုက်တယ်ဆိုလိုတာကဖြစ်လာတာကိုလည်းသိလိုက်တယ်ပြီးရှိနေတာကိုလည်းသိလိုက်တယ်ပျက်စီးသွားတာကိုလည်းသိလိုက်တယ်ဒီသုံးမျိုးသိဖို့ဆိုတာအမြဲတမ်းခရဲနေဖို့အဲ့ဒါဟာတတိတန်စင်ညာလေးချက်ထားပြီဆိုရင်မိမိစိတ်ထဲမှာဖြစ်တဲ့ခံစားမှုသုံးမျိုးအိမ်နဲ့ခွဲခြားသိနောက်တစ်ခုသိနိုင်တာကဒါကနမူနာတွေပဲပြောတယ် အမတ်တင်ညာစိတ်ထဲမှာအမတ်တင်ညာဆိုတာပေါ်လာတဲ့အာယုန်တစ်ခုပေါ်မှာမြင်လိုက်တာနဲ့တပြိုင်တည်းမှတ်လိုက်တိလိုက်တယ်မှတ်လိုက်တယ်အဲ့ဒီမှတ်လိုက်တဲ့တင်ညာရဲ့ဖြစ်ပေါ်လာမှုကိုလည်းပဲချက်ချင်းသိတယ်တင်ညာရဲ့စိတ်ထဲမှာတည်တည်ရှိလာမှုကိုလည်းသိတယ်ထိုတင်ညာပြောက်ွက်သွားတာလည်းတိလိုက်တယ်အလားတူပဲ လူတွေမှာအတွေးနဲ့တွားနေကြတယ်။အတွေးဆိုတာစိတ်ရဲ့အတွေးတွေကအများအားရှိတယ်။အဲ့ဒီအတွေးကိုဝိတက်လို့ခေါ်တယ်။စိတ်ကူးမှု၊ကြံစည်မှု၊အတွေးတော်မှုလူတိုင်းလူတိုင်းဟာတွေးနေကြတာပေါ့။သို့သောတွေးနေပြီမဲ့လို့တွေးနေတယ်ဆိုတဲ့သဘောကိုမသိဘူး။သူတွေးတဲ့အကြောင်းအရာလားသူသိတယ်နော်။အဲ့တော့နန္တရားပေါ်မှာတတိနဲ့တံစင်ညာနဲ့ တမာရီဆွမ်းအားကိုအသုံးပြုပြီးတော့နေတဲ့ပုံကစိတ်ထဲမှာအတွေးပေါ်လာတာနဲ့တပြိုင်နက်ပေါ်လာတယ်ဆိုတာသိလိုက်တယ်အတွေးလေးတည်ရှိနေတာကိုလည်းသိလိုက်တယ်အဲ့ဒီအတွေးချုပ်သွားတာကိုလည်းတွေးလိုက်တယ်အဲ့ဒါလို့သဘာဝတရားတွေဖြစ်လာတာကိုလည်းတွေးတယ်တည်ရှိတာလာတာကိုလည်းတွေးတယ်ချုပ်ငိမ့်သွားတာကိုလည်းတွေးတယ်ဆိုတဲ့တမာရီလေ့ကျင့်မှုမျိုးကြတော့ အဲ့ဒါတတိတံပဇိညာအတွက်၄ချက်နဲ့သမာဓိဘာဝနာတတ္တိယအမျိုးအစားအနေနဲ့မျက်စုံအဲ့ဒါကဝိပဿနာနဲ့ပို့ပြီးတော့သက်ဆိုင်